ကဲဒီချက်နဲ့တူတူလုပ်ငန်းနှစ်ကိုဆက်ပြီးတော့လေ့လာကြည့်အောင်နော်လုပ်ငန်းနှစ်မှာဘာပြောထားလဲဆိုရင်အရွက်ရဲ့အရွယ်စားယူနှိုင်းရှင်ပဲတဲ့နှိုင်းရှင်ပဲဆိုတာတောက်တူဘာလုပ်တာသိလားဟုတ်တယ်နှိုင်းရှင်လဲဆိုတော့ဘယ်ဟာပူကြီးလဲဘယ်ဟာပူသေးလဲဆိုတော့ကိုနှိုင်းရှင်တာဖြစ်တယ်เนาะ ကဲတောက်မျိုးကြီးပုံလေးကိုကြည့်လိုက်ပါဦးနော်အရွက်တွေကိုပြထားတယ်ဟုတ်ပြီနော်တောက်မျိုးခုနကတော့အရွက်တွေကိုလည်းနှိုင်းရှင်လို့ရတယ်အခုဒီမှာကျတော့ပုံလေးကိုပြထားတယ်ပို့ပြီးတော့တိတာမြင်သာအောင်လို့နော်ဘာပုံလေးလဲဆိုရင်ပုံမှာအရွက်ကလေးရေးပါနော်ကဲအဲ့အရွက်ကလေးတွေကိုတောက်သမီးတို့ကကြီးစင်ငယ်လိုက်ကိုယ်တိုင်းစီဟိုင်းလိုက် เนาะကဲတောက်သမီးကိုလည်းကျောင်းဝင်းထဲမှာရှိတဲ့အရွက်တွေကိုခူးမယ်ခူးပြီးရင်အရွက်တွေကိုကြီးစင်ငယ်လိုက်စီပေးပါ စီပြီးတော့မှဘယ်အရွက်ကတော့အကြီးဆုံးလဲဘယ်အရွက်ကတော့အသေးဆုံးလဲဆိုတာကိုเนาะစီတိုက်တဲ့အခါမှာထွက်လာပါလိမ့်မယ်။ဒါကအရွက်တွေအရွယ်စားကိုနှိုင်းရှင်တာဖြစ်တယ်နော်။ဒါလေးကိုတောက်မီတို့ကိုယ်တိုင်လုပ်ကြည့်ပါ။ကဲဟုတ်ပါပြီ။အဲဆိုရင်ဒီချင်တဲ့တူတူလုပ်ငန်း၃လေးကိုစက်ပြီးရလေ့လာကြမယ်နော်။